ဝမ်ချမ်ပီယံရှစ်ဘက်ကတော့မြန်မာဖိုက်တာလေးတန့်စင်ရဲ့ပွဲကြဲတပွဲကိုချပြလိုက်ပါပြီ။ပြိုင်ဘက်ဖိုက်တာကတော့ Asian Thai Fighter နဲ့ဖြစ်ပြီးမွေထိုင်းဝါရင် Fighter ကြီးဆက်ဆံရဲ့ညီခွန်ပေါ်နွိုင်းနဲ့ Flyweight မွေထိုင်းပွဲစဉ်ထိုးသက်သွားရမှာဖြစ်ပါတယ်။1 Friday 5 132လို့အမည်ရတဲ့ဆိုပါပွဲစဉ်ကြီးကိုနိုဝင်ဘာလ9ရက်တောက်ကြနေ့ညမြန်မာအချိန်ည9:00နာရီမှာစတင်ကျင်းပသွားမှာဖြစ်ပါတယ်။ ဝမ်ချမ်ပီယံရှစ်ဩဒချက်ထွေကတော့အော်တိုဘာလအတွင်းမြန်မာဖိုက်တာ၅ဦးထိပွဲထုတ်ခဲ့ပြီးမြန်မာပိတ်သက်တွေကိုဆွဲဆောင်ခဲ့တာပါ ONE Champion ရှိရဲ့ထိုင်းနိုင်ငံမှာကျင်းပတဲ့ပွဲတွေမှာတော့မြန်မာဖိုက်တာပါဝင်လာတာနဲ့မြန်မာပိသက်တွေရဲ့အားပေးခြင်းကြောင့်တွင်ပြည့်တဲ့အထိအားပေးဝန်းရံကြတာပါဒါကြောင့်လဲ ONE Champion ရှိရဲ့ဩဒါချက်ထရီက Online and San Kilo မြန်မာပိသက်တွေကိုဆွဲဆောင်မှု မျိုးဆက်တဲ့မြန်မာလူငယ်ဖိုက်တာတွေကိုမကြာခဏပွဲထုတ်ပေးလာခဲ့တာပါ အော်တိုဘာလာအတွင်ပွဲထွက်ခဲ့တဲ့မြန်မာဖိုက်တာ၅ဦးတည်းကပထမဆုံးပွဲကအော်တိုဘာလာ၄ရက်နေ့မှာသူ့ရဲ့ဖိုက်တာဘဝနောက်ဆုံးပွဲကို အနိုင်ရလက်နဲ့ခန်းနာစွာအဆုံးသက်ပြသွားခဲ့တဲ့မြန်မာပြည်သက်တွေရဲ့အချစ်တော်ကြီးအောင်လာအန်ဆန်းရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဇူပါပွဲစဉ်မှာအောင်လာအန်ဆန်းကပြိုင်မဲ့ကာတစ်စတန်ကို အနိုင်ရပြီးအပိုစုကြီးပါရခဲ့တယ်လို့ပေါ်တော့ဖိန်စုကို လက်ခံရယူဖို့ဂျပန်နိုင်ငံမှာကျင်းပမဲ့1173ပြိုင်ပွဲ ကြီးမှာစုတက်ယူဖို့ပါဖိတ်ကြားခြင်းခံခဲ့ရတာပါ။ဒါကြောင့် online အဆင်းရဲ့ fighter ဘွားနောက်ဆုံးပွဲက အရန်ကိုကောင်းမွန်တဲ့ဆုံးသက်မှုမျိုးနဲ့ပြည်သက်တွေကိုနှုတ်ဆက်နိုင်ခဲ့တာပါ။ အဲ့တော့အော်တိုဘာလ18ရက်နေ့မှာကျင်းပတဲ့1 Friday Fight 129မှာတော့မြန်မာ fighter နှူးဦးတီပွဲထွက်ခဲ့ပြီးမြန်မာ fighter အောက်ချင်းလေးကဂျပန် fighter ကိုအနိုင်ရရှိခဲ့ပြီးမယ်။ခေါင်းပွဲနေရာကနေပွဲထွက်ခဲ့တဲ့ထွန်းမင်းအောင်ကတော့ Asian Thai fighter ကိုရှုံးနိမ့်သွားခဲ့တာပါ။ နောက်ထပ်မြန်မာဖိုက်တာနှုတ်ပွဲထွက်ခဲ့တဲ့အော်တိုဘာလ24ရက်နေ့မှာကျင်းပသွားတယ်။ One Friday Fight 130မှာတော့မြန်မာဖိုက်တာဆွန်ရက်က Ancient Thai Fighter ကိုပထမချီမှာအမောက်သိပ်ပြပြီးအပိုစုကြီးပါသိမ်းပိုက်နိုင်ခဲ့ပေမဲ့ဝမ်ချက်မြဲရှိပွဲဦးအတွက်ဒုတိယခေါင်းပွဲနေရာကထိုးသက်သွားခဲ့တယ်။ချင်းဖိုက်တာလေး Slide Tan Khui Shin ကတော့ Ancient Thai Fighter Song Chai Noi ကိုအမှတ်နဲ့ရှုံးနိမ့်သွားခဲ့ရတာပါ။ ဆိုပါပွဲစဉ်ကရိုးရလဝိတ်ကနေမွေထိုင်းဘက်ကိုကူးပြောင်းထုတ်တဲ့စလိုက်ထန်ခွေးရှင်ရဲ့ဝမ်းချမြင်ရှိပွဲဥထွက်ဖြစ်တာနဲ့ညီလုတ်ပြကျင်းစောတွေများနေခဲ့လို့အခက်တွေ့ခဲ့ရတာလေးဖြစ်ပါတယ်။ဒါပေမဲ့တက်တီသွင်းမကြောင်းတဲ့စလိုက်ရဲ့ထိုးပုံထိုးပေါက်ကိုတော့မြန်မာပြည်သက်တွေကအတော်လေးသဘောကျခဲ့တာပါ။ အော်တိုဘာလာအတွင်းဝမ်ချမ်ပီယံရှစ်မှာပွဲထွက်ခဲ့တဲ့မြန်မာဖိုက်တာ၅ဦးထဲမှာ၃ဦးထိနိုင်ရခဲ့ပြီး၂ဦးကတော့ရှုံးနိမ့်ထားခဲ့တာပါ နိုင်တဲ့၃ဦးထဲမှာ၂ဦးကအပိုစုကြီးရတဲ့အထိစွမ်းဆောင်ပြခဲ့ကြလို့မြန်မာဖိုက်တာတွေအတွက်ရလတ်ကောင်းတဲ့လာလို့ပဲဆိုရမှာပါ ထိုင်းနိုင်ငံရဲ့နာမည်ကြီးဂျင်တစ်ခုဖြစ်တဲ့ဖဲတက်ဂျင်မာလေးဂျင်နေတယ်။ကျော်စော်ဝင်းရဲ့ပွဲစဉ်ကအော်တိုဘာလ31ရက်နေ့မှာပါဝင်လာဖို့စီစဉ်ထားခဲ့ပေမယ့်လေးဂျင်ရရတဲ့သေးစားတန်ရာလေးကြောင့်ပွဲကပြက်ပြေသွားခဲ့ရာကြောင်းကျော်စော်ဝင်းကသူ့ရဲ့လူမှုကွန်ရက်ကနေမြန်မာပေးသက်တွေကိုစိတ်မကောင်းစွာနဲ့တီးပေးလာခဲ့ပါတယ်။ ဒါပေမဲ့သူ့အနေနဲ့အကောင်းဆုံးစ조사လေ့ကျင့်ရင်ဝမ်းချက်မြင့်ရှိပွဲဥထွက်ထိုးသက်ဖို့အတွက်အစွမ်းကုန်ပြန်လဲစ조사သွားမယ်လို့ပြောဆိုလာခဲ့တာပါ ကျော်သာဝင်းရဲ့ပွဲပြက်ပြီးတဲ့နောက်နောက်ထပ်စိတ်မကောင်းစရာသတင်းတစ်ခုကတော့နိုဝင်ဘာလရှင်းရည်မှာကျင်းပမဲ့ Wi-Fi 937ပြိုင်ပွဲကြီးမှာဘရိုနီကာနဲ့မက်ဆန်တို့ရဲ့ဂေပောင်စင်ပွဲကလည်းပြက်ပြဲသွားခဲ့ရပါပြီ။အကြောင်းကတော့မက်ဆန်ဘက်ကကိုအီကိုတာကိစ္စကြောင့်ပြိုင်ပွဲကနေနှုတ်ထွက်သွားခဲ့တာလို့သိရပြီးဝမ်ချမ်ပီယံရှစ်ဘက်ကမြန်မာကရင်တိုင်းရင်သူလေးဘရိုနီကာရဲ့ပွဲစဉ်ကိုဘယ်လိုပုံစံမျိုးနဲ့ချပြလာမလဲဆိုတာရင်ခုန်စွာနဲ့ဆက်လက်စောင့်ကြည့်သွားရတော့ 妈嘞，撇巴嘞！ အခုတော့ one championship ဘက်ကနိုဝင်ဘာလရဲ့ပထမပတ်မှာကျင်းပမယ်1 fight night 132ပြိုင်ပွဲကြီးမှာတန်စင်ရဲ့ပွဲကြီးကိုချပြလိုက်ပါပြီတန်စင်က one championship မှာ၅ပွဲထိုးသက်ထားပြီးပထမ၂ပွဲဆက်နိုင်ရခဲ့က နောက်ဆုံး၃ပွဲဆက်ကိုတော့ရှုံးနိမ့်ထားခဲ့ပါတယ် one championship ရဲ့ရလက်ပိုင်းတွင်ဆိုးရွားနေတဲ့တန်စင်နေနဲ့နာမည်ကြီး time fighter သူ့ရဲ့ idol ဖြစ်တဲ့ super light ရဲ့ဂျင်မာအကောင်းဆုံးစူးစမ်းလေ့ကျင့်ပြင်ဆင်နေခဲ့ ဲ့တာပါ သူ့ရဲ့ပြိုင်ဘက် Time Fighter Combo 9ကဝမ်ချက်မြေရှင်မှာ9ပွဲထိထိုးသက်ထားပြီးအဲ့ထဲက9ပွဲထိနိုင်ရရှိထားခဲ့တာ2ပွဲပဲရှုံးနိမ့်ထားခဲ့တာပါနောက်ဆုံး၅ပွဲသက်နိုင်ရရှိထားခဲ့သလိုမြန်မာဖိုက်တာနှုတ်ဖြစ်တဲ့ဆွန်ရက်နဲ့မိုးထက်အောင်တို့ကိုလည်းအမှတ်နဲ့နိုင်ရရှိထားခဲ့တာပါ ဒါကြောင့်ဒီပွဲမှာတန့်စင်နေနေရှုံကြွေးဆက်ဖို့အခွင့်အသင့်လာတဲ့ပွဲဖြစ်တယ်လို့အကောင်းဆုံးပြန်လာနိုင်ဖို့လဲအစွမ်းကုန်ကြိုးစားပြင်ဆင်လာရမှာဖြစ်ပါကြောင်းသုံးသက်ပြောကြရင်ကျွန်တော်တို့ရဲ့စီစဉ်လေးကိုဒီနေရာမှာပဲရန်နာလိုက်ပြသေးဗျာကြည့်ရှုနားဆင်ကြတဲ့အတွက်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ